တခါတော့ကဘောတော်ဥဝိုင်းလို့ခေါ်တဲ့ဗထုံမင်းကဒီပေါ်ဥဆိုတာလေငါ့ကိုဘယင်လို့မအောင်မရလားမသိဘူးတော်ရှာပြောင်းခြင်းဟလာပြောင်းကြီးနောက်ချီးနဲ့ဟာလေမယုံမသိစကားတွေပြောလို့ပြောနေငါ့အသက်ကြောက်ဟာမတူဘူးဆိုပြီးတော့ရှင်ဘယင်ကအသက်မကြည့်နဲ့ဘူးတဲ့သူကမကြည့်နဲ့တော့တနေ့ကြတော့အဲ့ဒါဥပေါ်ဦး လာကတဲ့ဝင်လာတဲ့အခါပေါ်ဦးမင်းငါကိုတော်ထက်ကြောက်ရမယ်လို့ရှိသေးသလားမလာပါအရှင်မင်းကြီးတဲ့ကြောက်ရမယ်လို့ရှိသေးတာပေါ့ဗျာဘယင်ကတိတ်မကျင်တာပေါ့အဲ့ဒါသူ့ထက်ကြောက်ရမယ်ငါဘယင်မဲ့ငါထက်ပိုကြောက်ရမယ်လို့ရှိသေးတယ်ဆိုတော့တိတ်မကျင်တာဘူးလေဘယ်သူများတော့ဘွယ်ဘယ်သူတော့ဆိုတော့လူမိုက်တွေပါဗျာလို့ဆိုအရှင်မင်းရဲ့ကြီးကရှင်ဘယင်ဆိုတော့ခါတယ် ။ရှားသူထုံးတဲ့အစဉ်လာဥပရေတွေနဲ့တင့်တော်ကြီးမတင့်တော်ကြီးအပြစ်ရှိမရှိမှားကြီးမှားကြီးစဉ်းစားဆင်ခြင်ပြီးတော့မှအမိတ်ပေးစီရင်ဆုံးဖြတ်လို့ရှိပါ။လူမိုက်တွေကတော့အဲ့လိုမဟုတ်ပဲသူတို့စိတ်ထဲရှိတယ်လို့သာစီမံလောက်ကင်တတ်တာပြောတတ်ဆိုတတ်လောက်တတ်ကင်တတ်တာဖြစ်တဲ့အတွက်လူမိုက်ဟာဘယင်ထက်ပူကြောက်ရပါတယ်ဖေရ။အေးဒါကလည်းဥစဉ်တော့ရှိကရာဇဝင်မှာလာတဲ့အဖြစ်အပျက်လေးတစ်ခုပေါ့ဥပေါ်ဦးနဲ့ဘိုးတော်ဦးဝိုင်းတို့ရဲ့ ။ဒီနေ့ခေတ်မှာလည်းပဲဦးဇင်းတို့ကြည့်လို့ရပါတယ်။ဖျားဝရတယ်ဒီမှာလည်းဒီသဘောတွေရှိတယ်။အဒေဝနာစဘာလာနံလူမိုက်ဟာမပေါင်းအပ်ဘူးတဲ့။နော်လူမိုက်နဲ့ပေါင်းရင်ဘာကောင်းကျိုးမှမရနိုင်ဘူး။ဒုစရိုက်လုပ်ငန်းလိုဟာမျိုးပြောတယ်။မကောင်းတဲ့နေရာပြောတယ်ကောင်းတဲ့နေရာဆိုလို့ရှိရင်မပြောဘူး။မကောင်းတဲ့နေရာဆိုအဖော်ရပြီးသားတယ်။အဲ့မလူမိုက်ပေးဝေးဝေးကရှောင်းလူမိုက်ဆိုတာရှောင်းရကွင်းရမယ်ပုံပေါင်းပေါ်ရှင်တွဲမိဝဲပြီးအတူနေရမယ်အရာမဟုတ်ဘူး